ကိုက အပေါင်းသွေးလားအနှုတ်သွေးလားအပေါင်းသွေးသမားတွေကသွေးသွင်းဖို့လိုအပ်တဲ့အခါမှာအပေါင်းသွေးကောအနှုတ်သွေးကောစီကနေသွေးလက်ခံလို့ရပါပဲအနှုတ်သွေးသမားတွေကတော့အနှုတ်သွေးအချင်းချင်းပဲသွေးလက်ခံလို့ရပါတယ်လူတွေအလွယ်ခေါ်နေတဲ့အပေါင်းသွေးနဲ့အနှုတ်သွေးဆိုတာဘာလဲဆိုတာကျွန်မဒီနေ့ရှင်းပြပေးပါမယ် ကိုယ့်ရဲ့ reblex cell လို့ခေါ်တဲ့သွေးနီဥမှာ Rh antigen လို့ခေါ်တဲ့ protein လေးပါတယ်ဆိုရင်သင်ဟာအပေါင်းသွေးပါတကယ်လို့အဲ့ protein မပါဘူးဆိုရင်အနုတ်သွေးလို့သတ်မှတ်လို့ရပါတယ်။ရောက်တရာမှာ85ရောက်က Rh positive အပေါင်းသွေးသမားတွေဖြစ်ပြီးတော့15ရောက်15ရာခိုင်နှုန်းကတော့ Rh negative အနုတ်သွေးသမားတွေပဲဖြစ်ကြပါတယ်။ အပေါင်းသွေးကပေါ်ပြီးအနှုတ်သွေးကရှားတဲ့အတွက်ကြောင့်မို့သွေးသွင်းဖို့လိုအပ်တဲ့အခါမျိုးမှာဆိုရင်တော့အနှုတ်သွေးသမားတွေအတွက်အခက်အခဲဖြစ်နိုင်ပါတယ်။နောက်ထပ်တစ်ခုကအနှုတ်သွေးရှိတဲ့မိခင်ကကိုဝင်ဆောင်တဲ့အခါမျိုးမှာတော့အပေါင်းသွေးရှိတဲ့ကလေးကိုမွေးလာရင်ပေါ့နော်ဒါဆိုရင်တော့ကလေးမှာဒီသွေးနဲ့ဆိုင်ရာယောဂဖြစ်ပြီးတော့အသားဝါရာမျိုးဖြစ်စေနိုင်ပါတယ်။အပေါင်းသွေးသမားကအနှုတ်သွေးသမားထက်ပိုပြီးကျန်းမာရေးကောင်းတယ်။အနှုတ်သွေးသမားကကျန်းမာရေးမကောင်းဘူးဆိုတာမျိုးမရှိပါဘူး။ ဒါကြောင့်ကိုယ့်ရဲ့သွေးက A လား B လား O လား AB လားအပြင်အပေါင်းလားအနှုတ်လားဆိုတာကိုလည်းစစ်ကြည့်ဖို့မမေ့ပါနဲ့နော်